ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ခြေရသေးတွေထိုးကြနေတဲ့အီလွန်မက်ပိုင်တက်စလာကားကုမ္ပဏီကကားတစ်စီးကိုဝယ်ယူပြီးအယောင်မြင့်တင်ရေးလုပ်ပေးခဲ့တဲ့ American သမ္မတ Donald Trump ဆိုတဲ့သတင်းပဲဖြစ်ပါတယ် မရိကန်သမ္မတဒေါ်နယ်ထရန့်ဟာသူ့ရဲ့အစိုးရလုပ်ငန်းများစွမ်းဆောင်ရင်မြန်မာရေးဌာနဒုတ်ရဲ့အကြီးအကဲဖြစ်ခန့်အပ်ထားတဲ့အီလွန်မဲရဲ့တက်စလာကားကုမ္ပဏီကကားတစ်စီးကိုဝယ်ယူပြီးအယောင်မြင့်တင်ရေလှုပ်ဆောင်ပေးခဲ့တယ်လို့နိုင်ငံတကာသတင်းဌာနတွေကဖော်ပြလာပါတယ်။ဒုတ်အကြီးအကဲဖြစ်အီလွန်မဲတာဝန်ယူပြီးမှတက်စလာရဲ့ရှယ်ယာဈေးနှုန်းတွေသာမကကားဝယ်ယူမှုတွေလည်းစက်တိုက်ဆိုသလိုကျဆင်းနေချိန်မှာသမ္မတဒေါ်နယ်ထရန့်ကအခုလိုကားတစ်စီးကိုဝယ်ယူလိုက်တာပဲဖြစ်ပါတယ်။ ်အမေရိကန်သမ္မတရဲ့အိမ်ပြတော်ရှိမှာတက်စလာရဲ့နောက်ဆုံးလျှက်စစ်ကားတွေကိုရပ်တန့်ထားပြီးသမ္မတဒေါ်နယ်ထရန့်ကအယောင်မြင့်တင်ရေးလှုပ်ဆောင်ပေးခဲ့ပါသေးတယ်။ကားမမောင်းတာကြာပြီဖြစ်ပေမဲ့ငါကားမောင်းခွင့်မရှိဘူး။ဒါပေမဲ့ဒီကားကိုအိမ်ပြတော်မှာထားပြီးငါဝန်ထမ်းတွေသူတို့လိုရာသုံးခွင့်ပြုမှာပါလို့ဒေါ်နယ်ထရန့်ကအနည်းအောင်တက်စလာကားတစ်စီးကိုဝယ်ယူပြီးနောက်မှာသတင်းမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရန့်ဝယ်ယူခဲ့တဲ့ကားဟာ Tesla S model အမျိုးအစားဖြစ်ပြီးဒေါ်လာ၈၀၀၀ခန့်တန်ကြီးရှိပါတယ်။ American ဆိုရအဖွဲ့ဝင်တွေဟာမိသားစုဝင်တွေနဲ့မိတ်ဆွေတွေရဲ့စီးပွားရေးလုပ်ငန်းတွေကိုထောက်ခံကြောင်ညာပေးတာကိုလှုံ့ဆော်ခဲ့ဖို့တာမရှိပေမဲ့သမ္မတဒေါ်နယ်ထရန့်ကတော့သူ့ရဲ့မိတ်ဆွေကိုအခုလိုထောက်ခံအားပေးခဲ့တာပဲဖြစ်ပါတယ် 2025ခုနှစ်နှစ်စံပိုင်းကနေစတင်ပြီးဒီကနေ့အထိအီလွန်မတ်ပိုင်တက်စလာကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုးတွေဟာ55ရာခိုင်နှုန်းကျော်အထိကျဆင်းသွားခဲ့ပြီးအမေရိကန်နိုင်ငံအပါအဝင်ကမ္ဘာနိုင်ငံအချုပ်မှာတက်စလာမော်ဒယ်ယာဉ်တွေကိုစီးနင်းအောင်ဝယ်ယူရမလို့ဆောင်ဖို့တပိတ်မှောင်နေကြပါတယ်ရှင်။ကျွန်မနွယ်ပါ